လူတတော်များများပြောရဲချူဆင်းရံအပြင်မှာမျက်နှာထားရမ်းမာရဲဆိုတာမာနကြီးရမဟုတ်ကိုကကိုဒီလိုမျိုးဖြတ်တန်းလာခဲ့ရတဲ့အရာတွေကိုဘယ်သူမှမသိချူအခုချိန်မှာချူကိုတငယ်ချင်းအပေါင်းအသင်းမိတ်ဆွေရှိလားဆိုချူမှာတယောက်မှမရှိဘူးဒီတိုင်းတော့မိတ်ဆွေပေါင်းသင်းတော့ရှိရပါလိအဲ့လိုရင်းရင်းနီနီပေါင်းလို့ရမယ်တငယ်ချင်းချူဘယ်တော့မှမထားအောင်ဘာဖြစ်လို့နောက်ကျောထားနေအရင်များလာတဲ့အခါကျတော့ကိုကူကိုအရင် strong ဖြစ်သွားတာပေါ့ တယောက်တည်းရက်တည်နိုင်တဲ့မိန်းမတယောက်ဖြစ်သွားတာပေါ့လေဆိုတော့ငငယ်ကလေးကဒီတန်တွေကခံခဲ့ရတာဆိုတော့အခုချိန်မှာဟိုထရီထရူးမရှိတော့အဲ့လိုသူတို့အောင်မြင်မှုအတွက်ကိုကိုနင်းတက်သွားလေရနင်းတက်ပါစေဆိုတော့ကိုလဲကိုစူးစမ်းမှုကြောင့်ကိုဖြစ်လာတဲ့အချိန်မှာအာအေးစေးပဲအခုချိန်မှာတော့ချူစင်ရဲ့အချိန်ရောက်တယ်ဆိုတာထက်ကိုငါဒီထက်ပိုပြီးတော့စူးစမ်းဖို့အများကြီးခွန်အားကြီးလည်းရှိလာမယ်ဒီထက်ပိုပြီးတော့လည်းအများကြီးစူးစမ်းရမယ်ဆိုတဲ့စိတ်ကလေးတော့မွေးပြီးတော့ရှေ့ဆက်နေပါတယ် ပန်ဒိုရာရုပ်ရှင်ကားရုံတင်ပြီးတော့ဒါဒုတိယရက်ပေါ့နော်ပရိသတ်တွေနဲ့လာရောက်တွေ့ဆုံအာတဲ့နေ့လေးပေါ့နော်အရန်ကိုရင်ခုန်နေပါတယ်ပရိသတ်တွေဘယ်လိုမျိုး feedback မျိုးလေးပေးမလဲဆိုတာလဲမျောလင့်နေပါတယ်ဟုတ် အမှန်တမ်းပြောရင်ကျူးကဇက်လန်းရိုက်တွေဝင်နေတော့တဲ့ Facebook တော့တိတ်ချာမကြည့်ရသေးဘူးเนาะဒါပေမဲ့အရှေ့ပိုင်းမှာကြည့်ပြီးရဲ့ဟိုပညာရှင်တွေရောတချို့ပရိသတ်တွေရောမှတ်ချက်ပြုတာကတော့သူတို့သဘောကျကြရတယ်ပေါ့เนาะအဲ့လိုမျိုးတွေတွေ့ရတဲ့အတွက်ဝမ်းသာပါတယ်ဘာဖြစ်ဖြစ်ဖြစ်ကိုပါဝင်ထားတဲ့ရုပ်ရှင်ကားဖြစ်တဲ့အတွက်အဲကိုယ့်ရဲ့စူးစမ်းအားထုတ်မှုလေးအရာထင်နေဆိုရင်မကျေနပ်ပါတယ်ဟုတ်အရန်ပြောပါတယ်ဘာဖြစ်လို့ဆိုတော့ကျူးတို့ဒီစကားတစ်ခုလုံးရဲ့ မှတ်ချက်တွေလည်းပြုကြတဲ့အပြင်ကိုတကယ်ကိုပညာရှင်တွေကအဲဒီဘိုင်နင်းနေနေပေါ့ဟိုချူစင်ဟန်ဆိုလဲချူစင်ဟန်ကိုနေဝင်းဆိုလဲကိုနေဝင်းမမေဆိုမမေအဲ့လိုမျိုးတယောက်ချင်းစီဒီဒီကားထဲမှာပါတဲ့အတာတယောက်ချင်းစီတိုင်းကိုသူကဘယ်နေရာမှာဘယ်လောက်ထိတာဝန်ကြီးအောင်အကောင်းဆုံးလှုပ်ဆောင်သွားနိုင်လဲဆိုရဲမှတ်ချက်လေးပြုရပြုပြုတာတွေ့ရတဲ့အတွက်တကယ်အယံဝမ်းသာတယ်။အော်ငါဒီကားထဲမှာဂျူလိုင်တာဝန်ကြီးရယ်ပေါ့နော်။ငါအကောင်းဆုံးလုပ်နိုင်ခဲ့တယ်ဆိုရဲအဲဟို ဘယ်လိုပြောမခန်းစားချက်တွေရတယ်လို့ပိုပြီးစူးစမ်းဖို့လည်းခွန်အားတွေရှိလာတယ်ပေါ့အဓိကတော့ဟိုဆရာဂျွန်ရဲ့မှတ်ချက်လေးတွေဆိုလို့ရှိရင်လည်းအာဒါထပ်ပြီးတော့ပေါ့နော်သူ့ရဲ့တပည့်ဒီသူ့သူ့တပည့်ဒီချူဆင်ဟန်ကနောက်ထပ်ပြီးတော့တောက်ပလာမယ်အမှုပညာရှင်တယောက်ဖြစ်လာလိမ့်မယ်ဆိုရဲမှတ်ချက်လေးပြုထားတဲ့အတွက်လည်းခွန်အားတစ်ခုဖြစ်စီတာပေါ့ပိုပြီးစူးစမ်းဖို့လည်းအားတွေရှိလာတယ်ပြီးတော့ဇညွန်ရေးဆရာကိုမိုးနေရင်တို့ဟိုဒီ အဲတရုတ်ဆောင်သူအရန်အားကြရတဲ့ကိုထွန်းထွန်းမကိုထွန်းထွန်းဆိုလို့ရှိရင်လေသူကအရန်တရုတ်ဆောင်ကောင်းတဲ့ထဲမှာပါတယ်ဆိုတော့သူတို့တွေဟိုကိုယ့်ကိုအဲ့လိုမျိုးတွေမှတ်ချက်ပြုထားကြတာတွေ့ရတယ်အရန်ဝမ်းတာပါတယ် ဟုတ်တယ်အများကြီးစူးစမ်းရတာပေါ့သူအမြဲတမ်းဖြည့်နေကြစကားတခွန်းရှိရဲအနုပညာလောကရဲ့ရောက်လာတာ10နှစ်တာဝန်းကျင်လောက်ရှိပြီအရင်တော့ကတော့ဖြည့်တော့တော့10နှစ်ပေါ့အခုဆိုရင်တဖြည်းဖြည်းနဲ့10နှစ်တာဝန်းကျင်ရှိပြီဆိုတော့အာဘာဖြစ်အခုရောက်နေရဲ့လက်ရှိနေရာလေးမှာအောင်ငါအကောင်းဆုံးစူးစမ်းလာနိုင်တယ်ငါထပ်ပြီးအများကြီးစူးစမ်းရအောင်မယ်ဆိုတဲ့စိတ်တည်းအများကြီးဖြစ်လာပါတယ်ဟုတ်အဲသူတို့အခုဒီပန်ဒိုရာကားလေးရပေါ့နော်ဘာကွဲထွက်လဲဆိုတော့အဲဟော်ရာကားကမှအရန်ကြောက်စရာကောင်းတာလည်းပါတယ် ကိုဒီဒီထက်အောင်ကတကယ်ကိုအမိုက်စားရိုက်ထားသူအရှိမညမင်္ဂလာလည်းအရန်ပောက်ထားတဲ့ကားတကားဖြစ်တယ်ဆိုတော့ သူ့ရဲ့ quality သူရိုက်ချက်တွေကဟိုပေါပေါပဲပဲမဟုတ်ဘူးပေါ့နော်ပရိသတ်တွေကိုအကောင်းဆုံးသူတင်ဆက်ထားတာလည်းတွေ့ရတယ်နောက်တစ်ခုကချူရိုဒီပန်ဒိုရာကားမှာဘာပညာတွေရမလဲဆိုတော့သူကအလူတွေရဲ့ဖြစ်လေဖြစ်တာရှိတဲ့စိတ်တွေပေါ့နော်စိတ်တွေကိုစိုက်ကိုသွင်းပြီးတော့အယုံလွယ်တဲ့အခါမှာဘဝပြည့်စုံနိုင်တယ်ပြီးတော့တငယ်ချင်းအချင်းချင်းကလည်းအဲရအယံယုံကြည်ရပြီးတော့နောက်ကျော်ကိုအောင်မြင်မှုရဖို့ဆိုလို့ရှင်အဲနောက်ကျော်ဒါနဲ့တက်တယ်ဆိုတဲ့အရာတွေသင်ငန်းစာတွေအများကြီးရတာပေါ့ချူးဆိုလို့ရှင်လည်းဒါ ဒီဒါတရေကားမှမဟုတ်အပြင်ပိုင်းမှာလည်းဒါအောင်မြင်မှုတစ်ခုရဖို့အဲတချို့ကိုနဲ့အဲ့လိုမျိုးနုပညာလောကမှာပဲရှိပါတယ်ကိုအောင်မြင်မှုရဖို့အတွက်ကိုကိုနင်းတက်သွားတဲ့တငယ်ချင်းမျိုးတွေလည်းချူလဲကြုံခဲ့ရတာမျိုးရှိပါတယ်အဲ့လိုကြုံခဲ့ရတဲ့အခါမျိုးကြရင်လည်းသူတို့စိတ်မဆိုးဘောနော်အဓိကဟိုဒီလိုမျိုးသူတို့တွေလူတယောက်ကိုနင်းတက်မှအောင်မြင်မယ်ဆိုလို့ရှင်လည်းရတယ်နင်းသွားပါ သူတို့ဘယ်ချိန်လောက်ထိခံမလဲဆိုတဲ့ဟာကိုပဲစောင့်ကြည့်နေရပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့ဟိုဟိုဒါသူတို့တွေနဲ့ရှင်လိုက်ရင်ကိုယ်အဲနင်းသွားတဲ့သူတွေနဲ့ရှင်လိုက်ရင်ကိုကသူတို့ရဲ့ထိတ်ဆုံးမှရောက်နေရလို့တော့မြင်ပါတယ်ကိုကတော့အမြဲတမ်းလိပ်ပြလုံးနေနောက်ကိုလှည့်ကြည့်လိုက်တိုင်းလိပ်ပြလုံးနေအော်ငါရဲ့ရိုးစားမှုလေးကြောင့်ငါငါအကောင်းဆုံးစိတ်မွေးနိုင်ခဲ့လို့ငါဒီနေရာလေးကိုငါရတယ်လို့ကိုကအမြဲတမ်းအဲဂုံယူရယ်ပေါ့နော်အဲ့လိုကိုအရင်တော့အရန်ပြိုလဲခဲ့တဲ့အချိန်တွေကိုနှိမ့်ချပြီးတော့ကိုကိုနောက်ကျောထားနေ ဟိုရတဲ့အပေါင်းအသင်းမိတ်ဆွေတွေရှိခဲ့တယ်အော်ရှိခဲ့တဲ့အခါကြလို့ရှင်လေအရန်ခန်းစားခဲ့ရတာပေါ့လေ။အော်ငါ့အုံမဘာဖြစ်လို့ဒီလိုမျိုးလုံးရကြတာလဲဆိုတော့အရာမျိုးရှိ။အခုချိန်မှာကိုကသူတို့ရှိ ရောက်နေရဖြစ်တဲ့အတွက်အရန်ဟိုသူတို့မရောက်လို့သူတို့ဟိုလိုဟိုဘယ်လိုပြောရမလဲ။ဟိုမနာလိုတဲ့စိတ်ဖြစ်တာမဟုတ်ဘူး။သူတို့ငါနင်းတို့ရှိရောက်သွားပြီဆိုပြီးတော့အဲ့လိုမျိုးလည်းဂုံယူဝင်ကြွားနေရတာမဟုတ်ဘူး။အရာရာလောကအချိန်တန်ရင်တော့သူဟာနဲ့သူဖြစ်လာရဲပေါ့နော်။ဆိုတော့ဟိုအခုချိန်မှာသူတို့ သူတို့ရဲ့ရှေ့ရောက်နေတဲ့အတွက်ကိုကိုကိုလည်းကိုစူးစမ်းမှုကြောင့်ဆိုတာကိုဂုဏ်ယူပါတယ်ဟုတ်ငငယ်ကလေးကဆိုရင်သူ့အမြဲတမ်းအဲ့လိုနှိမ့်ဆက်ကြတငယ်ချင်းတွေဆိုလို့ရှိရင်လည်းကိုကအဲ့လိုအပေါင်းအသင်းအယမ်းမင်းတဲ့အခါကျတော့တငယ်ချင်းအချင်းချင်းတောင်မှအဲ့လိုတစ်ခါတလေကျရင်သူ့ကိုမခေါ်နဲ့တည်ရမလားနင်ငါတို့ခေါ်ခြင်းငါတို့ခိုင်းတာလို့ဆိုတာလေဇလန်နေထဲမှာရှိတယ်လို့အပြင်မှာလည်းအများကြီးရှိခဲ့တယ်ကိုလည်းအဲ့လိုခံခဲ့ရအခုချိန်မှာသူကလေ ။ဘာဖြစ်သွားလဲဆိုတော့လူတော်များများပြောရဲချူစင်ရံအပြင်မှာမျက်နှာထားရမ်းမာတယ်ဆိုတာမာနကြီးရမဟုတ်ဘူး။ကိုကကိုဒီလိုမျိုးဖြတ်တန်းလာခဲ့ရတဲ့အရာတွေကိုဘယ်သူမှမသိဘူး။ချူအခုချိန်မှာချူကိုတငယ်ချင်းအပေါင်းအသင်းမိတ်ဆွေရှိလားဆိုချူမှတယောက်မှမရှိဘူး။ဒီအိုင်းတော့မိတ်ဆွေပေါင်းတဲ့တော့ရှိရပါလိမ့်။အဲ့လိုရင်းရင်းနီနီပေါင်းလို့ရမယ်တငယ်ချင်းချူဘယ်တော့မှမထားအောင်။ဘာလို့ဆိုတော့နောက်ကျော်တာခံရရင်များလာတဲ့အခါကျတော့ကိုကိုကိုအရင် strong ဖြစ်သွားတာပေါ့။ တယောက်တည်းရက်တည်နိုင်တဲ့မိန်းမတယောက်ဖြစ်သွားတာပေါ့လေဆိုတော့ငငယ်ကလေးကဒီတန်တွေကခံခဲ့ရတာဆိုတော့အခုချိန်မှာဟို true true မရှိတော့အဲ့လိုကိုယ်နောက်ကျောထားနဲ့ကိုသူတို့အောင်မြင်မှုအတွက်ကိုကိုယ်နင်းတက်သွားလေရနင်းတက်ပါစေဆိုတော့ကိုလည်းကိုစူးစမ်းမှုကြောင့်ကိုဖြစ်လာတဲ့အချိန်မှာအဲ AC ပဲအခုချိန်မှာတော့ကျင်းနဲ့ပါတယ်အခုချိန်မှာဟိုသူတို့ကိုလည်းစိတ်แท้ထည့်ပြီးတော့သူတို့ကိုကြော်ဖို့အတွက်ကို အဲစူးစမ်းမယ်ဆိုရဲစိတ်ကိုကိုမမရှိပါဘူးသူတို့ကလည်းပြိုင်ပြီးတော့လည်းကိုလှုပ်ခဲ့တဲ့အရာမျိုးတွေတခုမှမရှိခဲ့ဘူးအဓိကကိုအောင်မြင်ဖို့ကိုအကောင်းဆုံးစူးစမ်းဖို့ပြိဿပေါ်မှာကိုအကောင်းဆုံးပေးဆက်ဖို့ပဲကိုကတွေးထားတဲ့သူတယောက်ဖြစ်တဲ့အတွက်ဘု து ပေါ်မှာမှချူကမျက်စိရစိတ်မထားပါဘူး အဲလူဆိုတာစိတ်ထားထက်ပိုပဲလိုတယ်ကိုကိုဘဝကိုအကြောင်းသာအရေးကြီးဆုံးပေါ့နော်ဆိုတော့အရာရာကိုလိုက်ခံစားနေရင်ကိုပဲပင်မမ်းမယ်အဲ့တော့ဘယ်အရာမဆိုကိုအကောင်းဆုံးသူများပေါ်မှာအဓိကကတော့ဟိုမယုံမာဖို့ပဲမယုံမာဖို့မကောက်ကြံဖို့ပေါ့နော်အဓိကကိုကိုကိုအကောင်းဆုံးကိုစိတ်ထားတတ်ဖို့ပဲလိုတယ်လို့ချိုးကတော့ပြောချင်ပါတယ်အဲ့တော့ဘယ်တော့ပဲဘယ်တော့ပဲဖြစ်ဖြစ်ပေါ့နော်ကြာဆုံးကြာရှုံးသည်ဖြစ်စေအောင်မြင်သည်ဖြစ်စေအကောင်းဆုံးဘဝကိုရည်တည်သွားနိုင်ရင်တော့အကောင်းဆုံးလို့တော့ချိုးကမြင်ပါတယ် ချိုးဆက်ဟန်အချိန်ရောက်တယ်ဆိုတာထက်ကိုငါဒီထက်ပိုပြီးတော့စ조사ဖို့အများကြီးခွန်အားကြီးလည်းရှိလာမယ်ဒီထက်ပိုပြီးတော့လည်းအများကြီး조사ရမယ်ဆိုတော့စိတ်ကလေးတော့မွေးပြီးတော့ရှေ့ဆက်နေပါတယ်ချူဟိုးအရင်ကလေးကပေါ့နော် Miss Locke ရေကနေပြီးတော့အချူလောက်တဲ့အနုပညာတောက်လျှောက်မှာအများကြီးဝန်းရံပြီးပံ့ပိုးပေးခဲ့ကြတဲ့ဒီ ဲစိတ်ခွန်အားတွေပေးခဲ့ကြတဲ့ချူရဲ့ချစ်တဲ့ပရိသတ်တွေပေါ့နော်အများကြီးကျေးဇူးတင်တယ်ထပ်ပြီးတော့လည်းချူအများကြီးစူးစမ်းသွားအောင်မယ်ချူအဲထပ်ပြီးတော့ဝေဖန်အကြံပြုပြီးတော့အာချူနာမှာရှိပေးပါဝန်းရံပေးကြပါအခုဒီနေ့အဲလဲဒီပန်ဒိုရာရုပ်ရှင်ကားကြီးကိုပေါ့နော်ထပ်ပြီးတော့လဲအားပေးကြပါချူတို့အနုပညာမောင်နှမတွေကိုဝန်းရံပေးကြပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်